မြန်မာနိုင်ငံမှာယင်းနှမြုံနှံဖို့စိတ်ဝင်စားတဲ့နိုင်ငံတွေရှိနေတယ်လို့ယင်းနှမြုံနှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးမီဖာဝင်ကြီးဒေါက်တာဝါဝါမောင်ကနိုဝင်ဘာ9ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ကမ်ဘောဒီးယားလာအိုမြန်မာ BNN စီးပွားရေးဝင်ကြီးများအစည်းအဝေးမှာပြောကြားခဲ့ပါတယ်အထူးသဖြင့်အိန္ဒိယနိုင်ငံတွေအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့မြန်မာနိုင်ငံရဲ့မိတ်ဖက်နိုင်ငံတွေဟာမြန်မာကိုအလားအလာရှိတဲ့နိုင်ငံအဖြစ်ရှုမြင်ကြတယ်လို့ဆိုပါတယ် လွန်ခဲ့တဲ့ဆယ်စုနှစ်နဲ့နှိုင်းယှဉ်ရင်မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုဝင်ရောက်တာကြာဆင်းခဲ့ပြီမဲ့မြန်မာနိုင်ငံရဲ့အပြောင်းလဲတွေကြောင့်မှာအခြေအနေတွေကောင်းမွန်လာဖို့ရှိတဲ့အကြောင်းမိဖွားဝင်ကြီးကပြောထားပါတယ်မြန်မာနိုင်ငံဟာမဟာဗျူဟာကျတဲ့တည်နေရာမှာရှိနေပြီးတရုတ်နိုင်ငံနဲ့ချိတ်ဆက်နေတဲ့အဓိကကျတဲ့နေရာမှာတည်ရှိနေတာကြောင့်အလားအလာရှိတဲ့နိုင်ငံဖြစ်တယ်လို့လည်းဆက်ပြောပါတယ် ဒါကြောင့်ဖြီးတွင်းကစိုက်ပျိုးရေးကိုအခြေခံတဲ့လုပ်ငန်းကဏ္ဍတွေမှာနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေပုံမဝင်ရောက်လာအောင်ဦးစားပေးဖိတ်ခေါ်တော့မယ်ဆိုတာကိုပြည်တော်စုဝင်ကြီးရဲ့ပြောကြားချက်အရာသိရပါတယ်။ဖြီးတွင်းထုတ်ကုန်တွေထုတ်လုပ်တင်ပို့ရောင်းချနိုင်ဖို့နဲ့ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေအတွက်ရင်းနှီးမြှုပ်နှံမှုဝင်းကျင်ကောင်တည့်ရဖြစ်ပေါ်လာနိုင်အောင်စူးစမ်းနေတယ်လို့လည်း၎င်းကဆိုပါတယ်။ 2025-2026မီနီဘတ်ဂျက်အတွင်းမြန်မာနိုင်ငံကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်40ဝင်ရောက်ထားပြီးရင်းနှီးမြှုပ်နှံမှုပမာဏအနေနဲ့အမေရိကန်ဒေါ်လာ148.66တန်းရှိတယ်လို့ဒိုက်ကာရဲ့စာရင်းတွေအရသိရှိရကြောင်းပါခင်ဗျာ။